အားလုံးပဲမင်္ဂလာပါဆော့ကာဟောက်ရဲ့စီစဉ်လေးသမှုကနေပြန်လည်ကြိုဆိုပါရစေပြီးခဲ့တဲ့မက်စလာ၄ရက်နေ့ကထိုးကော်ကူမှာကျင်းပပြုလုပ်ခဲ့တဲ့မြန်မာထိုင်းလက်ဝှေ့ပွဲတွေနဲ့ပတ်သက်လို့ကျွန်တော်နဲ့အတူဆရာညာနေဝင်ညင်ရက်ကတုံ့တက်တင်ပြသွားမှာဖြစ်ပါတယ်ဆရာကြီးမင်္ဂလာပါမင်္ဂလာပါကိုဟောက်ဟုတ်ပြီးခဲ့တဲ့မက်စလာ၄ရက်နေ့ကကင်ဂျီနဲ့ထိုးကော်ကူမှာယူရလက်ဝှေ့ပွဲကျင်းပတယ်အဲ့ထဲမှာအဓိကကြတဲ့မြန်မာထိုင်းသုံးပွဲပေါ့နော်ဒီသွေးသွေးဝင်လိုက်နဲ့ဖာမီချိုင်းဂျန်နိုင်အောင်နဲ့အာလမ်ဘွဲ့ဂျန်နိုင်ထွန်းနဲ့အာလမ်ဘွဲ့အောင်ခိုင်နဲ့ ဒီထိုင်းတယောက်နဲ့ကစားပါတယ်ပေါ့နော်ဒီသုံးပွဲအဲ့ဒါကတော့ပြည်သက်တွေလည်းကြည်ပြီးလောက်ပြီးထင်တယ်ဒီကျွန်တော်ဆော့ကာဟောက်မှလည်းဒီပွဲစဉ်တွေနဲ့ပတ်သက်လို့တင်ပြီးသွားတယ်အဓိကကတော့ကြာရယ်ကျွန်တော်တို့ဒီပွဲစဉ်တွေနဲ့ပတ်သက်လို့ဘလို့ထိုးရတယ်ဘလူနိုင်တယ်ဘလူရှုံးတယ်ဆိုတာတွေကိုပြောချင်တာမဟုတ်ဘူးဒီပွဲမှာရှင်ပြိုင်ကစားရတဲ့မြန်မာလက်ဝီကစားသမားတွေရဲ့ performance အဲ့ဒါတွေနဲ့ပတ်သက်လို့ဆရာကိုကျွန်တော်ပေးချင်တာပါဟုတ်ပေးချင်တာပေါ့နော်ဒီပထမဆုံးပွဲပေါ့ကျွန်တော်အောင်ခိုင်အောင်ခိုင်ရဲ့ပွဲစဉ် ောင်ခံရအခုနောက်ပိုင်းမှာဆိုရင်ဖိသက်လည်းတော်တော်တတိထားမိလာတယ်သူရဲ့ performance လည်းတက်လာတယ်အခုဒီပွဲစဉ်မှာတော့သူအနေနဲ့ဒီအနိုင်မရဘူးတရေပဲကြားခဲ့တယ်ဒီအောင်ခံရဲ့ performance နဲ့ပတ်သက်လို့ဆရာအမြင်လေးပြောပြပါကိုစုံကြီးတည်တဲ့အတိုင်းပဲကျွန်တော်တို့ရလုံးမမဟုတ်ဘူးဒီတနိုင်ငံလုံးကရွေးရလက်ဝေးကိုချစ်တဲ့ဖိသက်တွေအကုန်လုံးအခုချိန်မှာဒီအောင်ခံဟာအတိုးတက်ဆုံးဒါကစားသမားတူအဖြစ်အသိမှပြုကြမှာပဲဆိုတော့ကျွန်တော်တို့ဒီရွေးရလက်ဝေးမှာကဟို ပြောရမယ်ဆိုရင်ပွဲကြီးပွဲကောင်းတွေကနဲတစ်ထပ်နဲလာတယ်ဟုတ်ကဲ့ဆရာဆိုတော့ဒီပြည်တွင်းမှာရှိတဲ့လူငယ်လေးတွေလည်းဒါဆိုကျေးဇူးလက်တရားမအောင်เนาะဒါဝမ်းချမ်းမြေစစ်တခုတည်းမဟုတ်ဘဲနဲ့ဒီကင်ဒီနယ်မှာဒါပြည်တွင်းပွဲတွေသူတို့ပြန်ပြန်ထိုးပြီးနေကြတယ်ထိုးပြီးနေကြလို့ဆိုတာကျွန်တော်တို့အကြည့်ခွင့်ရတာတော့နောက်ပိုင်းကျဒီစာချုပ်အနေထားလို့ဘာလို့အပေါ်လာတဲ့အခါကျရင်ဒီဒီရွေးရလောက်ရသားသမားတွေကိုကျွန်တော်ကြီးခွင့်ရမှာတော့မဟုတ်တော့ဘူးဆိုတော့ဒီအနေထားမျိုးမှာဟိုကြည့်ရတဲ့ပွဲမျိုးလေးတွေမှာတော့ကျွန်တော်ကောင်းကောင်းကြည့်ကြတယ် ဒါဒါကတော့ကျွန်တော်ရင်ထဲကခံစားချက်အမှန်ပဲဆိုတော့ကစားသမားတွေကိုချက်ချင်းမုံချင်းမပါဘဲနဲ့ဟိုကိုကဒီပြိသက်အမြင်ပြိသက်ရှုတော့မှာပြောမှာဆိုရင်ကျွန်တော်ရွေးရလဝိပွဲတွေကိုကြည့်တဲ့အခါမှာတပွဲဆိုတပွဲတန်းနေတယ်ဆိုတော့အဲ့တော့အနိုင်အရှုံးလည်းအရေးမကြီးဘူးပြီးတော့တာချင်းနေညင်လည်းအရေးမကြီးဘူးအစည်းတွေအနေနဲ့လည်းအရေးမကြီးဘူးဒါပေမဲ့ကိုလုံနိုင်တဲ့လောက်လုတ်ပြတဲ့ဒီပွဲမျိုးတွေကိုကြည့်ကျင်တယ်ဆိုရင်ကျွန်တော်ဒီနေရာမှာအောင်ခိုင်ကိုကျွန်တော်တို့ပြောဥမာပေးရအောင်ဆိုတော့အောင်ခိုင်က ဟိုနှစ်ပိုင်းခွဲပြီးပြောရမှာပေါ့တစ်ပိုင်းကတော့အင်မတန်ကိုပြင်းစရာကောင်းခဲ့ဘူးတဲ့အောင်ခိုင်နဲ့အခုအချိန်မှာတော့အင်မတန်ဆက်လို့ချစရာကောင်းတဲ့အောင်ခိုင်ဆိုပြီးတော့သူ့ရဲ့ဒီမြင်းကပပလေးသူရအောင်ကြော်သွားခဲ့ဟုတ်ကဲ့ဆိုတော့ဒီသူ့ကိုလည်းကျွန်တော်တည့်ပြောခဲ့ဘူးတယ်ဒီအောင်ခိုင်ရဲ့ performance ကလုံးဝအားရစရာမရှိဘူးအောင်ခိုင်ရဲ့ပွဲတွေကိုကြည့်ရတာကဟိုအခမ်းတသက်ပဲဟုတ်တော်တော်လေးတယ်နော်လေးတယ်လေးတယ်စိတ်ဝင်စားမှုလည်းမရှိစိတ်ဝင်စားစရာလည်းမကောင်းတော့ဆိုတော့ရွှေရမနဲ့ထိုးတဲ့ကစားတဲ့ပွဲဟိုနောက်ဆုံးနှစ်ချီလေးမှာစိတ်တက်လေးနဲ့ပြန်လိုက်ကစားတော့ တွေ့ရရင်မှာတပွဲလုံးအခမ်းသက်သက်ပဲနော်ထုံးမရအောင်လည်းကစားရဲပွဲအောင်ခိုင်ကသူ့တဲ့ height လည်းအရန်မြင့်တဲ့အခါမှာသူ့မှာလည်းအသားအဆီးတချို့ရှိနေတယ်တူပါတယ်ဒါပေမဲ့အောင်ခိုင်ပွဲတွေကိုကျွန်တော်တို့တိုက်ပြီးတော့စိတ်ဝင်စားတော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်လာတယ်နော်ဝင်းလိုင်းလုံးနဲ့ရှုံးခဲ့တဲ့ပွဲမကျော်ဆောင်ဝင်းတဲ့ပွဲအသားရှိသွင်းမော်လေးကျော်ဆောင်တဲ့ပွဲဆိုမစိုးလို့ပြောလို့ရတယ်ဒါပေမဲ့ခြုံကြည့်ရင်အားရစရာမရှိဘူးအဲ့ဒီကနေပြီးတော့ပထမဆုံးအပြောင်းအလဲရောအဲ့ဒီအပြောင်းအလဲကပြီးခဲ့တဲ့နှစ်ပြည်နယ်ပွဲအောင်ခိုင်နဲ့ရန်တိုင်းထုံးပွဲ အဲ့တော့အောင်ခိုင်ရဲ့ရန်နိုင်ထုံးပွဲမှာသူတို့နှစ်ဦးကအလုံးတူတောက်တူလို့ပြောလို့ရတယ်။အောင်ခိုင်ကနည်းနည်းလေးဝိတ်ပိုစီးမယ်။ရေမောမကွာဘူး။အဲ့ဒီကစားတဲ့ပုံမှာအောင်အောင်ခိုင်စီကနေပြီးတော့ performance count တချို့ကိုမြင်ရတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောရရင်အောင်ခိုင်ကအဲ့ပွဲမှာလည်းကျွန်တော်တိတ်ပြီးတော့မကြိုက်သေးဘူး။မကြိုက်သေးဘူးဆိုတာကဒီဘယ်လိုခေါ်မလဲ။ technical landscape ကချိန်သွားတဲ့အခါမှာသူ့ရဲ့သလုံးသက်ပေါက်နဲ့သွားပြီးတော့ကွက်တီကြလို့ကောင်းတာလားဆိုတာရယ်။အဲ့လိုကောင်းနေဆိုတဲ့အပိုင်းမှာတော့မလုံတော့တော့မကောင်းသေးဘူးလို့ အဲ့တန်ရာလေးရှိခဲ့သေးတယ်ပေါ့ဆိုတဲ့အခါကျတော့ကျွန်တော်တိတ်မကြိုက်ဘူးဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာအောင်ခံရဲ့ပွဲတွေကကျွန်တော်တို့ဖြီးနယ်ပွဲတွေမှာအဲကင်းပြင်းနေမှာပေါ့လေထားပါတော့ဒီမြန်ကြီးဦးမှာကစားမယ်ဦးမှာကစားမယ်ဒီမှာအတန်တွေကြားလာတယ်ပွဲတွေကြီးရတယ်အကြည့်တဲ့အချိန်မှာအောင်ခံကစားတာတကယ်ကိုတိတိကျကျပြောင်းလဲလာတယ်ဆိုတော့မြင်ရတယ်အဲ့ဒီကနေပြီးသူ့ရဲ့ဒီ prime ဆိုတဲ့အချိန်သူ့ရဲ့ peak ကတော့ပြီးခဲ့တဲ့ဒီပွဲပေါ့နော်ပွဲမှာဒီကြောက်ခတ်ပွဲကြောက်ခတ်ပွဲမှာအောင်ခံကိုကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့မြင်ရတယ် ဲ့မြင်ရပြီးတဲ့အချိန်မှာ online နောက်ထပ် level တစ်ခုကိုရောက်သွားပြီပဲဆိုတဲ့ခံစားမှုကိုအဲ့မှာရတယ်။ရပြီးတော့သိပ်မကြခင်ပဲသူတက် online နဲ့ပွဲဖြစ်လာအောင်တုံးကြီးဆိုတော့တုံးကြီးပွဲအဲ့ဒီတုံးကြီးပွဲမှာကျွန်တော် online ကို online အဖြစ် online ဟာသူတက် online နဲ့ကစားနေရမှုပဲ ਨੇ တခြားဂျူရလဝိပြည်ရင်းကစားသမားတူဦးနဲ့ကစားနေသလိုဟိုလက်ရည်တာခြင်းမတာခြင်းထက်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုအပြည့်နဲ့ကစားသွားတယ်ပောက်ခွဲအောက်ကိုတွေ့ရတယ်ပြီးတော့ပေါ်ပါမှုလည်းမဖြတ်လက်မှုတွေ့ရတယ်ပါဝါတချို့တွေ့ရတယ် ဲ့မှာဟိုတချို့တော့ error လေးတွေရှိတယ်ပေါ့နော်အဲ့ဒီအပိုင်းလေးတွေလိုသေးတယ်ဒါပေမဲ့အခုဒီနောက်ဆုံးထိုးသွားတဲ့ကျွန်တော်အဲ့ထိုင်ကစားသမားနာမည်ဟုတ်ခွန်ကပီခွန်ကပီနော်ခွန်ကပီ ਨੇ ပွဲခွန်ကပီကဟိုသူဘယ်ကလာလဲတော့ကျွန်တော်မသိဘူးအဲ့မဲ့တေးကြတာကကြောက်ခက်ပွဲတုန်းကဒီထိုင်းကစားသမား၃ယောက်ကအချင်းလေးကြီးပဲဟုတ်ဟိုတကယ်ပြုတ်မလို့ဟုတ်ဒီချင်းနဲ့ချင်းနဲ့တင်ဆင်းသွားတဲ့ဟာလေးအဲ့အဲ့လိုကစားသမားတွေတွေ့ခဲ့ရတော့ဟိုကင်းပြင်းနေမှာကစားတဲ့ မြန်မာထိုင်းပွဲဆိုစိတ်ကိုမဝင်စားတော့လောက်အောင်ကိုအဲ့လိုအဲ့လိုခံစားခဲ့ရတာအဲ့ကနေပြီးတော့ဒီပွဲမှာထိုးသွားတဲ့ကစားသမား၃ဦးစုံရဲ့ performance ကတော့တော်တော်ကောင်းတယ်ထိုင်းကစားသမား၃ဦးစုံကိုလည်းကြိုက်တယ်ပြီးတော့ပွဲတပွဲလုံးခွင်အနေနဲ့ပွဲခွင်အနေနဲ့ကြည့်မှဆိုလေတဲသွားတဲ့ပွဲတွေအကုန်ကောင်းတယ်ကြည်ရကျိုးနဲ့တယ်ဗျာတန်တယ်ဗျာအဲ့ဒီအောင်ခိုင်နဲ့ဒီခွန်ကပီးနဲ့ပွဲအဲ့မှာအောင်ခိုင်ကိုကျွန်တော်သွေးသွေးဝင်နေတဲ့ပွဲထပ်ပို့ပြီးတော့ကြိုက်တယ်ဟုတ်ကဲ့မနိုင်လိုက်တာပဲရှိတယ်ဟုတ်နော်ဒီမနိုင်လိုက်ဘူးဆိုတာတော့မှဒီပထမအချိန်မှာခွန်ကပီးက အနာတော့လိုက်ရတယ်နာတော့လိုက်ရတယ်ဘာဒီလေးကြီးမြောင်းပါဆိုလဲဒါအချိန်စီပါအချိန်စီပါလို့နောက်နောက်ထပ်နောက်ရောင်းတစ်ခါထပ်ကြတဲ့ဟာမျိုးပေါ့နော်အောင်ခိုင်းရဲ့ performance တွေအဲ့ဒါတွေတော့အဲ့ဒီမှာဒီအောင်ခိုင်းထပ်ဖြစ်ဖို့လိုတဲ့အပိုင်းကြီးလေမြင်လေဗျဝင်လိုက်တဲ့ပွဲရောအခုဒီပွဲရောပေါ့နော်နှစ်ပွဲသလုံးမှာအောင်ခိုင်းကပြိသက်အကြိုက်အဆင့်ကိုတော့ရောက်လာပြီဒါပေမဲ့ဒီခါလေးကျတော့ဒီနောက်ထပ်တဆင့်ကိုသွားမယ်ဆိုပြိသက်အကြိုက်ဒီမကြိုက်ဒီဆိုတဲ့အဆင့်ကိုကျော်သွားပြီဟို flight mewata နဲ့ဒီ manufacturer နဲ့ဆိုရင် ဘက်ကရောင်းကပို့ပြီးပြည့်စက်ကြိုက်တယ်။ဒါပေမဲ့အဲ့ level ဟာပြည့်စက်အကြိုက် level ကိုကြော်တဲ့အဆင့်အောင်သွားပြီဆိုရင်ပြည့်စက်ကြိုက်ခြင်းမကြိုက်ခြင်းထက်ကိုယ့်ရဲ့ဒီအကောင်းဆုံး5 IQ နဲ့ကိုယ့်ရဲ့5 intelligence နဲ့ပြီးတော့ ability နဲ့ကိုပြနိုင်တဲ့အဆင့်ရောက်သွားရင်တော့အကောင်းဆုံးပဲ။ဟောအောင်ခိုင်မာကဘာလို့လဲဆိုတော့ combination တွေမှာဟိုတချို့တွေကထင်တာက peak ဟာအဖွင့်မှာသွားတယ်လို့ထင်တယ်။1 2ကျွန်တော်1 2 8ကို count လုပ်မယ်ဆိုရင်3 4ကအမြင့်ဆုံးပဲ peak ကိုရောက်လာပြီ။အဲ့ဒီအချိန်တွေမှာအားအပါဆုံးဖြစ်လာတဲ့အချိန်တက်လာပြီးတော့တဖြည်းဖြည်းနဲ့ ဟို6 7 8ဆို power ကြသွားတယ်ဒါတော်တော်များများပဲဒါပေမဲ့အောင်ခိုင်ဟာဟိုဘယ်လိုခုံလဲဆိုတော့နောက်ဆုံးအချိန်တွေဒီသူအားအဖြစ်နဲ့သူထိုးနိုင်တော့မယ်ဆိုတော့သူတော်တော်လေးပြင်းပြင်းထန်ထန်လေ့ကျင့်ထားတယ်ဆိုတော့ဟိုဟာဘယ်လိုခုံလဲခံစားမိတယ်ဟုတ်ဒါပေမဲ့သူ့ကိုယ်သူပြန်ဖြတ်စည်းလိုက်တာပါလဲဆိုတော့ဒီဒူးတွေဒူးပြန်နေသူခုံခုံတိုက်တယ်ဝင်လိုက်တဲ့ပွဲဆိုတကယ်ဆိုသူတို့ဝင်လိုက်ကဒီ ring ထဲမှာကြောင်ပိတ်မိနေတဲ့အနေထားအဲ့ကြောင်ပိတ်မိနေတဲ့အနေထားမှာဝင်လိုက်က အဲ့ကြောင်ပိတ်နေတဲ့အနေအထားနေထွက်သွားတာတွေအရင်ကောင်းတဲ့ကစားသမားဒါပေမဲ့အခုအောင်ခိုင်တဲ့ပွဲမှာဝန်းနိုင်မထွက်သွားနိုင်ဘူးဘာလို့မထွက်သွားနိုင်လဲဆိုတော့အောင်ခိုင်က angle ပိတ်ထားတာလည်းမှန်တယ်ပိတ်ထားတဲ့နေရာမှာဝန်းနိုင်ရဲ့ထွက်လောက်မဲ့ဘက်ကိုဒီသူ့လက်တီလမ်းကြောင်းတွေသွားနေရလည်းမှန်တယ်ဆိုတော့ဝန်းနိုင်ဆွတ်ထွက်လို့မရဘူးထွက်ရင်မတော်တဆထိသွားနိုင်တယ်ထိသွားနိုင်တော့ तू safe အဖြစ်ဆုံးနေရာမှာဝန်းနိုင်ကနေရင်းနဲ့ तू guard ကိုလုံအောင်ကားတယ်အဲ့ကားတဲ့အချိန်မှာအောင်ခိုင်ကဟိုဆက်ပြီးတော့ထိုးရမယ့်အစားဒူးခုံတိုက်ပလိုက်တော့အဲ့အဲ့ combination ရက်သွားတယ် အဲ့ဒီရက်ဒူးခုံတိုက်ပြီဆိုဝင်လိုက်ထွက်သွားပြီဆိုတော့အဲ့ဒီဟာကို तू မထိန်တက်ဘူးဆိုတော့ဘာလို့မလို့အပ်ပဲနဲ့ဒီဒူးတွေခုံတိုက်မှာလဲဆိုတော့အဲ့မှာကျွန်တော်တို့ပရိသတ်အမြင်ကစကားပြောလာပြီပရိသတ်အဲ့လိုထိုးတော့ကြိုက်တာထိုးနေထိုးနေရင်လည်းဒူးပြန်နေခုံတိုက်ပါကြတော့ထိရင်တော့ကောင်းတာပေါ့ဗျာထိရင်တော့အကောင်းဆုံးပေါ့လက်သီးပဲထိထိဒူးပဲထိထိခြေကံပဲထိထိဒါပေမဲ့မထိနိုင်ဘူးဆိုရင်ကိုလုံနေတဲ့အခင်အချင်းကိုတိဆောက်ထားတဲ့အခင်ချင်းတခုတော့သွားရက်သွားတော့အစားပြန်စားခွင့်ရေးပြန်ပေးလိုက်တော့အဲဆိုတော့အဲ့အဲ့ဒီဟာမျိုးမှာအောင်ခိုင်ဒူသေးတယ်ဆိုတော့တခါကြတော့ ပရိသတ်အကြိုက်ကြီးပဲလေမဟုတ်ပဲနဲ့ပရိသတ်လည်းကြိုက်ရမယ်ဒါပေမဲ့ကိုယ့်ရဲ့ဟိုတက်လုံးတက်ပေါက်ကိုယ့်ရဲ့တက်ခွင်ကိုတော့ဟိုဘယ်လိုမထိခိုက်စေတဲ့ဟိုထိုးပေါက်မျိုးစံတော့ပိုကောင်းတာအခုဒီဘွဲမှာပိုကြိုက်တယ်ဆိုတာခွန်ကပီးနဲ့ဘွဲမှာပိုကြိုက်တယ်ဆိုတာအဲ့ဒါသူဒူးနှစ်ကြိမ်လောက်တိုက်သွားအဲ့တိုက်သွားတာကလည်းဟိုဘယ်လိုခေါ်မလဲတိုက်တင်လို့တိုက်သွားမျိုးအဲ့အချိန်အစာလေးတွေတွေ့ရတာဆိုတော့ဒီဟာတွေကိုကျွန်တော်ချီးကျူးခြင်းတာပေါ့ဟုတ်ကျွန်တော်လည်းဒီဒူးတိုက်တာလေးတော့တတိထားမိတယ်ပေါ့နော် အထူးသဖြင့်ကျွန်တော်ရိုးရလက်ဝင်မှာများသောအားဖြင့်ချုပ်ဒူးလိုက်ရတာပေါ့ချုပ်ဒူးမတိုက်ဘူးအောင်ခိုင်းဗလာဒူးနှစ်ထပ်ဒူးပေါ့နော်နှစ်ထပ်ဒူးတွေတိုက်တယ်ဟုတ်အဲ့တော့ဘာလို့သွားတတိယလဲဆိုအရင်ကျွန်တော်ရွှေကပတ်ချန်ပီယံစစ်သွေးပေါ့စစ်သွေးတော့အဓာရီအများကြီးသုံးခဲ့တယ်စစ်သွေးနဲ့ဒေါ်ချစ်ပွဲလိုစစ်သွေးနဲ့ဆိုလင်းပွဲလိုဆိုရင်ပေါ့နော်ဒီစစ်သွေးရဲ့ကစားဟန်လည်းများအခုဒူးတိုက်တာလေးကနည်းနည်းသွားဆင့်သလားလို့စိတ်ထဲမှာခံစားမိတယ်ဟုတ်ကဲ့သူလည်းပြောတယ်ပေါ့ဒီကျွန်တော်နဲ့ဒီအိုက်ပွဲနေ့ပေါ့နော်ပွဲနေ့မနက်ပိုင်းမှာပဲ UK Match Day အတွက်ဒါအောင်ခိုင်းတဲ့အင်တာဗျူးတဲ့အခါကျတော့အဲ့အเจ้าနဲ့သူထည့်ပြောသွားတယ် ောတော့တဲ့အဲထဲမှာသူစီနီယာလည်းဖြစ်တယ်ဗောနော်သူစီနီယာလည်းဖြစ်တဲ့ကိုစစ်သွေးကစားတဲ့ဒီဗီဒီယိုတွေကိုသူပြန်ကြည့်တဲ့အခါမှာ तू တော့လုံနိုင်ငါဘာလို့မလုံနိုင်ရမှာလဲဆိုတော့စိတ်နဲ့ तू အရိဟာတွေကိုလေ့ကျင်တာကောင်းပါလေလေ့ကျင်တာလည်းကောင်းတယ်ပြီးတော့ဒါဟာကိုယ့်အတွက်လက်နက်တစ်ခုတိုးလာတာလည်းကောင်းတယ်ဒါပေမဲ့အဲ့လက်နက်ဟာသုံးသိတဲ့အချိန်မှာသုံးရင်တော့အကောင်းဆုံးပေါ့နော်ဒါအောင်ခိုင်ကိုကျွန်တော်အဲ့လာပြီးတော့အကြံပေးခြင်းဟုတ်ဒီအောင်ခံကိုဆရာပြောသွားသလိုပါပဲအရန်တိုးတက်လာတယ်တိုးတက်လာ ਉ ပြည်သက်တွေလည်းလက်ခံတယ်ကျွန်တော်တို့လည်း တင်ထားမိတယ်ဒီနိုင်နာရှုံးနာတော့တပိုင်းပေါ့နော်သူ့ဘာပေါ်မှအတိအကျတက်လာတက်လာတယ်ဒါအောင်ခံရဲ့ပွဲချင်းတွေပေါ့နိုင်လူနိုင်ငယ်လည်းဖြစ်ခဲ့တယ်ခုနဲ့ကစားဝါတဲ့ခွန်ကပီးရလဲထိုင်နေမှာတော်တော်မာတာတော်တော်မာတာစိတ်သက်ကောဟိုရုပ်ပိုင်းဆိုင်ရာမာတာတွေပါထားလိုက်တော့ကျွန်တော်ကြည့်ဘူးသူများတော့တော်တော်ထိုင်းကတော့တိတ်အနာခံမနေဘူးပြအရှုံးပေးသွားတာပဲအခုကဒီပေါဝီလိုလိုစိတ်တယ်ပေါဝီတက်လာတဲ့အချိန်တော့မြန်မာပြည်နဲ့ကစားတော့သူလည်းထိုးတာပဲသူ့ကိုလည်းထိုးကြတယ်လောက်ထိုးတွေ့မချောင်းလို့ထိုးကြတာပဲသူလည်းပေခံပြီးတော့အရှုံးမပေးဘဲနဲ့ကစားတယ် ိုတဲ့ပုံစံမျိုးပေါ့နော်ဒါခွန်ကပီးလဲချီချူပါတယ်ချီချူပါဟုတ်ဒါဒီအောင်ခိုင်းတဲ့ခွန်ကပီးပွဲပေါ့နော်ပြီးတော့နောက်တပွဲအကြောင်းကျွန်တော်တို့ဆက်အောင်ဒီဂျန်လိုင်းထုံးနဲ့အာလန်ပွဲအာလန်ပွဲကပြီးခဲ့တဲ့ကြောက်ခတ်ပွဲတော့ဆိုကျွန်တော်တဝင်းအောင်အစည်းအသေးထိုးထားတယ်ဒီမြမယူရလဲဝင်းနေလဲမဆိုင်ဘူးဒီအဲ့ဒီဂျန်လိုင်းထုံးနဲ့အာလန်ပွဲပွဲလေးကြောင်းလဲဇန်လဲသုံးသပ်ပါအောင်ဂျန်လိုင်းထုံးရဲ့ pick ကကျွန်တော်အမြင်တော့ဒီအဲမန္တလေးမှာပဲဒီတဝင်းအောင်နိုင်တဲ့အချိန်ပေါ့နော်ဂျန်လိုင်းထုံး တောင်းရောင်မန်းလေးပွဲမှာနိုင်တော့အဲ့ဒီအချိန်မှာရန်တိုင်းထုံးတော်တော်ကောင်းလာပြီရန်တိုင်းထုံးကလောက်ရွေးရလောက်ရင်းနဲ့တော်တော်လေးကင်းသွားတော့သေးတယ်သူရဲ့အကြောင်းအကြောင်းတော့အကြောင်းအကြောင်းအကြောင်းပေါ့ဗျာအဲ့လိုနဲ့ပြန်ဝင်လာတယ်ဝင်လာပြီးတော့ performance ကောင်းနေပြတယ်နောက်ဆုံးမန်းလေးပွဲမှာအဲ့ဒီအချိန်ကတောင်းရောင်ကအရန်နဲ့မှာဒီရွှေခွက်ယူပြီးကားလာရွှေခွက်ယူပြီးကားသောက်တောင်းရောင်ရကချိန်နဲ့လမ်းကြောင်းကဒီရန်တိုင်းထုံးရှုခလိမီပြီးရင်ဒီထုံးမရအောင်သူတို့အဲ့လမ်းကြောင်းကြီး သူဆွဲထားတယ်ပေါ်သွားတော့မယ်အဲ့အပေါ်ကိုသွားမယ်အော်တဝန်းအောင်ရဲ့ weight အရာဆိုရင်80ကျော်အထိဆွဲတင်လို့လည်းရတယ်သူရဲ့အရေးအမောင်းအရာဆိုရင်အဲ့ချိန်မှာတော့69 68လောက်ရှိတယ်ဒါပေမဲ့ရန်လိုက်ထုံးနဲ့တဝန်းအောင်တကယ်တွေ့တဲ့အခါကျတော့တဝန်းအောင်ရဲ့လမ်းကြောင်းအမှန်ရင်ရက်သွားတယ်ရန်လိုက်ထုံးအမှန်တော်တော်ကောင်းတယ်ကောင်းတော့စေမမသူပြောသွားသေးတယ်ဒါသူညီလေးကြော်သွားဝင်သူဒါ senior သူတဲ့ဝန်လိုက်တော့နဲ့သူထိုးတင်ပါတယ်ဆိုပြီးတော့အကကစားသမားတူဦးရဲ့ဒီပန်းတိုင်းပေါ့နော်အရင်မှန်းချက်ပေါ့ဗျာအရင်မှန်းချက် အဲ့ process တဲမှာ तू ဟာဒီမြန်မာပြည် champion မြန်မာပြည် champion စိန်ခေါ် तू ဆိုတော့ကစားသမားတွေကို तू တက်မှန်းတယ်ဆိုတော့အဆင်ထိရောက်လာပြီဆိုတော့ဒါကိုကြည့်ကြချင်း psychological အရာလဲ तू ဟာတော်တော်လေးယုံကြည်မှုရှိနေပြီလို့ပြောလို့ရတဲ့အနေအထားအဲ့ဒီကနေပြီးတော့အရန်တိုင်းတော့ပွဲနည်းပြန်ဝေးသွားပြီးပြည်နယ်ပွဲမှာပြန်တွေ့တယ်အောင်ခိုင်နဲ့ပြန်စတွေ့တယ်ဆိုတော့အောင်ခိုင်ပွဲပေါ့အဲ့ပွဲမှာရန်တိုင်းတော့ performance ကတိတ်မကောင်းမကောင်းမိမဲ့ကျွန်တော်တို့ကချီးကျူးစရာအချက်တချို့ကအောင်ခိုင်ဒီလောက်ဝုန်းနေတဲ့ဂျားတွေက သူခံနေရင်းနဲ့သူ့စီကပြန်ထွက်တဲ့ကောင်တာတွေတော်တော်ကောင်းတယ်ပြီးတော့ရန်နိုင်ထွန်းရဲ့ခေါင်းကအောင်ခံပွဲမသိမ့်နိုင်တဲ့အချက်ပဲအချိန်သားကိုက်ခေါင်းဆောင်ဆောင်ပြီးတိုက်တယ်တော့အော်ဒါမစိုးပါဘူးပေါ့နော်ဒါပေမဲ့အဲ့နောက်ပိုင်းမှာ ရန်နိုင်ထွန်းကဟိုလက်ရှိ club level ညင်ဘူးလို့ကျွန်တော်ကြားတယ်ခါတော့အတွင်းကြီးတွေတော့ကျွန်တော်သိမ့်မပြောချင်းပေါ့နော်ဆိုတော့ဒါပေမဲ့ရန်နိုင်ထွန်းကအဲ့ဒီဒီပြည်နယ်ပွဲနောက်ပိုင်းမှာရန်နိုင်ထွန်းကိုကျွန်တော်အခုတွေ့ရတဲ့ပွဲတွေမှာပေါ့နော်ဟောသိမ့်ပြီးတော့အဆင်မပြေတော့အခုဒါအောင်ခံနဲ့ထိုးတဲ့ခွန်ကပီးဆိုလေရန်နိုင်ထွန်းနဲ့ရှေ့မှာထိုးထားသေးတယ် သူတော်တော်လေးကိုအထိနာခဲ့တယ်ဆိုတော့ရန်တိုင်းထုံးကကြလာတယ်ပေါ့ဒီဘွဲမှာလည်းအာလန်ဘွဲအာလန်ဘွဲကလည်းဒါတဝင်းအောင်တဝင်းအောင်အစီထိုးတာမနိုင်ရုံတမယ်ပဲအစီထိုးထားတာပေါ့နော်အစီထိုးထားတဲ့အခါမှာဘွဲအစဘဲမှာတဝင်းအောင်ပါတယ်ဆိုတော့ဒီသူ့ရဲ့ပုံစံကအာလန်ဘွဲရဲ့ပုံစံကလေးလေးမှထိုင်ထိုင်ဂိမ်းကိုဖတ်တယ်ဆိုတဲ့အကောင်းမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုဂိမ်းကိုဖတ်နေရင်းနဲ့ဟိုပြိုင်ဘက်ရဲ့အနေအထားကကိုယ့်ကို အပြီးကြောက်အောင်မလုပ်နိုင်တော့ဘူးလို့ယူဆပြီဆိုသူ့ပုံစံက game demo ပေါ့သူကတဖြည်းဖြည်းနဲ့တင်လာတယ်တင်လာပြီးတော့သူအမှဟိုဘယ်လိုခေါ်မလဲဆိုတော့ရိပ်ပြီးကစားတယ်စွပြီးကစားတယ်ပြီးရင်ဒီဖြော်ပြမှုပေးနိုင်တဲ့ပုံစံမျိုးကစားတယ်ကျွန်တော်ကြိုက်တယ်အလွန်ပွဲပုံစံရဲ့ physical presence အရတော့လကောင်းသူ့ရဲ့ physical profile အရတော့လကောင်းဒီဘယ်လိုခေါ်မလဲ athleticism အပိုင်းမှာအားနေတယ်အကစားသမားပြီးသားတဲ့ပုံစံပေါ့မသိရင်အမှုသမားလို့လို့ရက်သမားလို့မှန်ပါပါเนาะဟိုဒါဒါရုပ်ပိုင်းဆိုင်ရာကိုစော်ကားတာမဟုတ်ပါဘူးသူ့ တည်သူ့ရဲ့မာဆယ်တွေပါလည်းမတွေ့ရသူ့ရဲ့အမြင်ကသူ့သူ့အမြင်ရတဲ့အမြင်အလိုဒါပေမဲ့ကစားတာတက်တည်လည်းရှိတယ်ပြီးတော့အချိန်ဆလည်းရှိတယ်ပြီးတော့ပရိသတ်ကိုလည်းဖြော်မှုပေးနိုင်တယ်အော်ဒီပွဲကဒီအာလံပွဲနဲ့ရန်တုံးပွဲကတော့အာလံပွဲဒါတဝင်းအောင်နဲ့တော့ကတာသွားတယ်လို့တဝင်းအောင်ဆိုတော်တော်လေးကွဲသွားအကြီးပဲကိုသူကြီးလည်းအိုက်တော့ပါဟုတ်ကဲ့ဟုတ်ခုလည်းရန်တုံးနဲ့ရန်တုံးလည်းကွဲသွားတာအဲ့လိုကြည့်တော့မတဝင်းအောင်လောက်တော့မများတာတဝင်းအောင်တဝင်းအောင်တော့မများဘူးဒါပေမဲ့ဒီပွဲကအာလံပွဲပိုကောင်းတယ်ပြောရအာလံပွဲကဒီတိုင်းဆိုဟိုရန်ကုန်မှာတော့ပွဲတွေမရှိလို့ထားတော့ ရင်ပြည်နယ်မှာပွဲရီလို့ရင်မကြာခဏပါလာအောင်မလို့တဲ့။နောက်ပရိသတ်တွေပေါ့နော်။ယူရလို့ပရိသတ်တွေကိုလည်းဒါကြဟိုထိုင်းရအစုတ်တွေခေါ်ခေါ်ထိုးတယ်။ထိုင်းရအစုတ်တွေခေါ်ထိုးတယ်။ဟုတ်တယ်။အဲ့လိုရှေ့ကောင်းရှိနေမယ်။ဒါပေမဲ့တခါလေကျတော့ထိုင်းရနေလာထိုးတိုင်းလေအဲ့လိုမျိုးအရန်အစုတ်ပလုတ်တော့မဟုတ်ဘူး။အဲ့သူတို့သူ့အတိုင်းနာနေသူအဆင်ရှိကြတယ်။ဆိုတော့ဒီအာလံပွဲကိုခွန်ကပီးတို့အခုဒီဖာမီထိုင်းလို့ဆိုတော့ဒါကျွန်တော်လက်ခံလို့ရတဲ့နေထားတယ်။ဒီလိုကစားသမားတွေနဲ့မြန်မာကစားသမားတွေကစားတဲ့အခါကျရင်ကျွန်တော်တို့ဘယ်မှာပဲဖြစ်လိုက်ကြည့်ဖို့ဘယ်မလဲဘူးလို့ပြောပြရတဲ့အနေထားမှရှိ။ဟုတ် အဲ့ဒါကျွန်တော်နောက်တစ်ပွဲဆက်သွားအောင်နောက်တစ်ပွဲကလည်းပြောစရာတွေအများကြီးရှိမယ်လို့ထင်တယ်ဆရာအနေနဲ့ပြည်သက်ဝင်လာပြည်သက်ဝင်လာရင်ကြောက်ခတ်ပွဲမှာတော့နိုင်လိုက်တယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့တွေမြင်လာတော့ပြည်သက်ဝင်လာရင် performance ကျလာတယ်အောင်ခိုင်းတဲ့ပွဲမှာဆိုရင်လည်းဒီ၃ကြီးပဲထိုးရတယ်အဲ၃ကြီးတွင်မှာပြည်သက်ဝင်လာစီစီပူပူထိုးနိုင်တာမျိုးတိမ်မတွေ့ရဘူးပေါ့နော်သူအနေအထားမဝင်တော့သူလည်းမစီဘူးလို့နေတာမျိုးဖြစ်သွားနောက်ဒီအခုတခါဒီပြီးခဲ့တဲ့၁၄ရက်နေ့ကထုတ်ကော်ကိုပွဲ farming chain နဲ့ပွဲ farming chain မှာလည်းပြည်သက်ဝင်လာရဒီမြန်မာ champion တယောက် အနေထားမျိုးကိုပြသွားနိုင်တယ်လို့ကျွန်တော်တော့မမြင်ဘူးပေါ့နော်ဒီ Family Shine နဲ့ပွဲမှာကျွန်တော်သူဒါတဲ့သေးလောက်လို့ပဲထင်တယ်ဒီသေးကြတာနိုင်တာရှုံးတာတော့ပြောချင်တာမဟုတ်ဘူးအဓိကကျွန်တော်သိချင်တာမေးချင်တာဒီသွေးသစ်ဝင်လာရဲ့ performance သူဘာတွေကြပါလဲဒါမှမဟုတ်ဘာတွေလိုအပ်နေလဲအဲ့ဒါလေးကိုဆရာအမြင်ရောကျွန်တော်သိရကျွန်တော်တို့ကအာဗာနီးတွေဖောင်းဆောင်မှာဘယ်အာဗာနီးကိုကြည့်ကြည့် Champion Day မှာ Champion Aura တော့ချန်ပီယံဇယိုက်လက္ခဏာတွေရှိတယ်။အဲ့တော့ဒီကစားသမားတူဦးဟာအချိန်တန်ရင်ဒီဟာကဟိုဆုံးရှုံးသွားမှာပဲ။အနားယူရင်အနားယူအနားမယူရင်လည်းပြန်ပဲကိုရှုံးရှုံးပြီးတော့သူဟာဒီချန်ပီယံဟောင်းတူဦးအနေနဲ့ဒီအာသာလောကကိုဆွန့်ခွာတာသဘာဝပဲ။ဒါပေမဲ့နောက်ဆုံးအချိန်ထိတကယ်ချန်ပီယံတွေကချန်ပီယံဇယိုက်လက္ခဏာကိုပြပြီးတော့ဟိုထွက်ခွာသွားကြတာများတယ်ပေါ့နော်။ဆိုတော့သူတစ်ဝင်လိုက်ကတော့ကျွန်တော်ဒါပုံကြီးတော်တော်ချစ်ပါတယ်ခင်လဲခင်ပါတယ်။ရောက်တိုင်းလဲဒါသူ့ကိုကျွန်တော်မဖြစ်မနေတော့တွေ့စကားပြောတယ် ဒါတပိုင်းပေါ့ဗျာသူသိဝင်လိုက်ကလက်ရည်ဘာရညာတွေထက်ချန်ပီယံဇိုက်လက္ခဏာကိုမပြနိုင်တာတော့တော်တော်ဆိုးတယ်လက်ရှိသူသိဝင်လိုက်ရဲ့ performance ဟာလက်ရှိသူသိဝင်လိုက်ရဲ့ဒီ game မှာဒီ game ရဲ့ကစားသမားတူဦးနေနဲ့သူ့ရဲ့အဆင့်အတန်းဟာဒီလွန်ခဲ့တဲ့6.9နှစ်ကသူသိဝင်လိုက်ရဲ့တော့တောင်မရှိဘူးလို့ပဲကျွန်တော်ပြောခြင်းတယ်ကျွန်တော်တို့သူသိဝင်လိုက်ကိုဘာတွေတိုက်ခဲ့သလဲဆိုရင် သူရဲ့ fight IQ ကိုသူရဲ့ fight intelligence ဝင်ဝင်လိုက်နေပတ်သက်ရင်အမြင်ကနှစ်မျိုးကွဲတယ်တချို့ကလည်းဒီသိုးသွင်းဝင်လိုက်ဆိုရင်အာပတ်ပြေးနေတယ်ဘာညာမြင်တဲ့သူတွေကြည့်တယ်နော်တချို့ကလည်းသိုးသွင်းဝင်လိုက်ဒီလိုကစားတော့အရန်ကြိုက်တယ်ဆိုတော့ကျွန်တော်တို့က orientation ကအဲ့လိုကစားတော့ကြိုက်တဲ့ဘက်မှာကျွန်တော်တိုက်ခိုက်ရေးအာသာနေလဲစင်းခံပြီးဖို့ဒီကျိုးအိမ်ပေါ်တက်သွားတာမဟုတ်ဘူးကိုအဆင်ပြေတဲ့နည်းနဲ့ကစားဥပဒေဖောင်အတွင်းမှာကစားဆိုတော့ဘလို့ကစားနေဘလို့ပဲဖြစ်ဖြစ်ဒါဆင်သွားရင်လမ်းဖြစ်တယ်ဆင်သွားရင်လမ်းဖြစ်တဲ့အခါမှာမဟာမက်အလီကိုဒီကျွန်တော်တို့ဒီကမ္ဘာ ူအမေရိကန်မှာကျွိုင်းကိုစတက်လာတာကအချိန်တော့အရန်ဝေဖန်ခံရတယ်။ရှောင်းလုံးလို့တင်းလုံးလို့ဒါပေမဲ့သူတကယ်ချန်ပီယံဖြစ်လာတဲ့အချိန်အဲ့ Aura ကပါလဲဆိုတော့မဟာမက်အလီဟာတင်းယွန်းညွန်းတစ်ခုဖြစ်သွားတယ်။ဒီဒီတိုက်ခိုက်ရဲ့အာသာနီရဲ့သူကစားတဲ့ပုံစံကဆိုတော့အလီနဲ့ဒီဝင်းလိုင်ကိုနှိုင်းချင်တာတော့မဟုတ်ဘူး။ဒါမှမဟုတ်ကျွန်တော်သဘောတရားကိုပြောပြတာ။ကိုလှုပ်ချင်တာလှုပ်ခွင့်ရှိတယ်။အဲ့တော့အဲ့ဒီအထိကျွန်တော်တို့ကအတိမတ်ပြုတယ်လက်ခံတယ်။သူတို့ဝင်လိုင်ကစားတဲ့ပုံစံကိုကျွန်တော်အရန်သဘောကျလို့လည်းတော်တော်လေးကြိုက်တယ်။ဒါပေမဲ့ အခုသွေးတင်ဝင်လိုက်ကသွေးတင်ဝင်လိုက်ကိုမဟုတ်တော့သလိုပဲအဓိကအဖြစ်အဓိကပြဿနာကဒီထွန်းထွန်းမင်းနဲ့စတဲတဲ့ပွဲပေါ့နော်ထွန်းထွန်းမင်းနဲ့စတဲတဲ့ပွဲမှာထွန်းထွန်းမင်းကိုတက်ဆိုင်ခေါ်တဲ့အခါမှာသူ့ရဲ့လက်ရှိဝိတ်တန်းနဲ့ဆိုရင်မလုံလောက်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်သွေးတင်ဝင်လိုက်ဝိတ်တင်လိုက်တယ်အဲ့တော့သူသူ့မန်နေဂျာကိုကြော်ဝင်လိုက်နေလေအဲ့ကိစ္စပြောပြတော့ကျွန်တော်တို့အဖြစ်တွေပဲတဲ့သူလည်းအဲ့လိုပြောတယ်ပေါ့နော်ဝိတ်တင်လိုက်ပြီးတဲ့ကဝင်လာဝိတ်ပြန်ထလို့မရတော့ဘူးတဲ့အဲ့ ဝိတ်ပြန်ချလို့မရကတဲ့ကူကဝင်လိုက်ရဝင်လိုက်မဟုတ်တော့တာပဲဆိုတော့ဒီကျွန်တော်တို့ဒီဒီရန်ကုန်မှာဆိုတာကျွန်တော်နဲ့ခင်နေရဲ့မိတ်ဆွေတယောက်ရှိတယ်သူတို့ဝင်လိုက်သူအရန်သဘောကြားတယ်သူစီကကျွန်တော်ကြားတယ်ဘာစကြားလဲဆိုတော့ဝင်လိုက်ဂျင်သွားနေပြီတဲ့ဝိတ်တွေတင်နေပြီဆိုတော့ကျွန်တော်အဲ့တုန်းကတော့ကျွန်တော်ပြောလိုက်သေးတယ်ဝင်လိုက် BMI ကိုကျော်လို့မရဘူးနော်ကျော်တဲ့အခါမှာလေအတိုင်းတာတစ်ခုတည်းရှိတယ်အာဂသသမားတူဦးဟာဘယ်လိုခေါ်မလဲခွန်အားတစ်ခုတည်းနဲ့အာဂသသမားဖြစ်တာမဟုတ်ဘူးသူရဲ့ဒီပောက်ကွဲမှုဆိုတာလေ ဟိုဗလာပေါ်မူတည်တာမဟုတ်လူကောင်ပေါ်မူတည်တာမဟုတ်ပောက်ကွဲရဆိုတာလေအဲ့ဒီဟာကိုဟိုဖြက်စီးပြီးတော့ဟိုတက်သွားမဲ့ weight ကြီးရတော့ဘာလို့မှာလဲဆိုတော့အဲ့အစာ tournament နဲ့မထိုးပဲနေလိုက်တော့မှာပေါ့ကိုကိုရဲ့အကောင်းဆုံး shape ကိုပဲပြတ်ကံမယ်ဒါပေမဲ့ဝင်းလိုင်ကအဲ့ဒီကသူ့ရဲ့မဟာပြူကအမားကအဲ့ဒီကစလာလို့ထင်တယ်အဲ့ဒီကစတဲ့တီတိုင်အောင် tournament နဲ့ကစားခဲ့တဲ့ပွဲမှာနှစ်ပွဲမှာပေါ့နော်သုံးပွဲမှာအဲ့သုံးပွဲမှာဒီဒီ weight တန်းတဲ့သူအဆင်ပြေတယ်ပေါ့ဒါပေမဲ့ တပတ်ကပြန်ကြည့်တော့ထွန်းနှုံးမင်းကအကောင်းဆုံးထွန်းနှုံးမင်းမဟုတ်တော့ဘူးလေအဲ့ဒါအဆင်ပြေပေမဲ့ပြန်ဖက်အများကြီးနဲ့ထိုးတဲ့အခါမှာအတူတူဝင်လိုက်ကဟိုကျွန်တော်တို့ကျွန်တော်သိခဲ့ဘူးလေကျွန်တော်ကြိုက်ခဲ့ဘူးလေတူတူဝင်လိုက်ရဲ့ level ကိုပြန်မရောက်တော့ဘူးအဲ့ဒါတစ်ချောင်းနောက်တစ်ချောင်းကဒီဖန်ပြင်းတဲ့ပွဲမှာထွန်းနှုံးမင်းကိုသူအနိုင်တော့မနိုင်လိုက်ဘူးဒါပေမဲ့သူဒါနှစ်ကြိမ်ပေါ့နော်သူပြောမယ်ဆိုအစည်းတည်ရောဗျာသူရလိုက်တယ်အဲ့တော့ ဲ့ဒီပွဲကတော်တော်လေးလည်းအရေးကြီးပြီးတော့တနိုင်ငံလုံးစိတ်ဝင်စားတဲ့ပွဲမျိုးလို့လည်းပြောလို့ရတယ်။အော်ဆယ်စုနှစ်တစ်ခုအကြာမှာဒီတွေ့မဲ့ရှောင်းဆောင်းကမ်းပွဲနောက်ပိုင်းမှာပြည်သက်စိတ်ဝင်စားမှုအမြင့်ဆုံးပွဲလို့လည်းပြောလို့ရတယ်။နှစ်ဦးဆုံးရဲ့ထိုးခြင်းကလည်းစံချိန်တင်နေပါ냐ဆိုပြီးတော့ဆိုတော့အဲ့ဒီအချိန်မှာသူ့ရဲ့ကိုစန်းညံစွမ်းရှိသမျှဟိုသူညှက်ကစားပြီးတဲ့နောက်ခိုသွားတယ်လို့ကျွန်တော်ထင်တယ်။အော်ဝင်းလိုင်ကဒီဂဲလွန်လေးတစ်လုံးကိုကျွန်တော်တို့အပုံမြှောက်လိုက်တဲ့အခါမှာအမြင့်ဆုံးအမှတ်စီကို ကျိုးသားပန်းစားနဲ့ gravity ကိုစန့်ကျင်တက်သွားပြီးတော့အချိန်ကုန်ပြီးပြန်ကျတဲ့အချိန်ကိုအခုရောက်နေပြီလို့ခံစားရဟုတ်အဲ့လိုကျွန်တော်ဟိုတစ်ခုလောက်တော့ဖြတ်မိကြတယ်ဒီဆရာပြောသွားတဲ့ထဲမှာလည်းပါတော့ပါတယ်ဒီသွေးသွေးဝင်လိုက်ကြွားခြင်းဒီပြည်တွင်းမှာသူ့ကိုနေလန်းငါလာရှင်ထိုးမဲ့ပြိုင်ဘက်တွေနေဝါလို့လားသူထုံးထုံးမင်းကိုသူပြည်နယ်ပွဲမှာအစီထိုးပါတယ်သူနှစ်ယောက်ကတတိယကြိမ်တွေ့ဆုံမှုပေါ့နော်ကျွန်တော်မှတ်မိတာတော့အမှန်တော့လေဒီဟာအဲ့တော့ 哦จันเนี่ยจ้องจ้องลาแก่တော့ငါ့အတော့ထိုးလို့မရဘူးဆိုတော့စိတ်မျိုးပေါ့เนาะသိပြီးတော့ဒုက္ခပေးနိုင်တယ်ပြန်ပြန်ပကောင်းရှားွားတဲ့အနေထားတစ်ခုကြောင့် तू training ပေါ်မှာဒီဒီပွဲတွေပေါ်မှာ तू အိုင်ကိုစူးစမ်းမှုရော့ွားတာကြောင့် तू ကြာွားတာများလားအကျွန်တော်အမြင်ကိုပုံဝင်လင်းပြောအဲ့ထက်ဆိုးတယ်အဲ့ဒါမဟုတ်ဘူးဟာတကယ်တမ်းကျတော့တိုးတက်ဝင်လိုက်ထိုးစရာပြန်ပက်တွေပြည်တော့မှာရှိတယ်ဒါအခုဆိုအောင်ခိုင်ထိုးသွားပြီထိုးလို့ရတာအောင်ခိုင်ဝင်လိုက်ထိုးလို့ရတာအချွေရမန်ရှိတယ်ဟိုရမန်ဆိုတော့တိုးတက်ဝင်လိုက်ထိုးရင်တာပဲ ထုံးမယောင်တို့ကတော့အခုနောက်ပိုင်းတော့အဆင်ပြေသွားပြီမြဲထုံးမယောင်လေးလေဟိုသူ့အနေနဲ့သူခွက်လက်လေးပြည့်စုံလာရင်သူ့သူ့လိုင်းကိုကတ်မှာပဲသူ့သူ့သူ့ဝင်လိုင်းအတွက်အဲ့အပေါ်တန်းနေမှာထုံးထုံးမင်းနဲ့မကောက်ဘူးသူတွဲသူပတ်ထိုးစရာလူတွေအခုရှိတယ်ရှိပြီမြဲအခုဖြစ်တဲ့ပြဿနာကဒီကစားသမားတွေကနိုင်ပါတယ်ကွာ AC ပဲမလေးကျင်ဘူးဆိုတော့ပြဿနာမဟုတ်ဘူးငါလုတ်နိုင်တော့လုတ်ပြီးသွားပြီထုံးထုံးမင်းနဲ့ဘယ်မှာသူစိတ်အစာပြေသွားပြီအဲ့တိတ်မလုတ်ချင်တော့ဘူးဆိုတဲ့ဘက်ကိုရောက်နေတယ် ဒါအဲ့ဒါကျွန်တော်အမှန်တရားလို့မပြောဘူးเนาะကျွန်တော်လည်းတိုးတိုးဝင်လိုက်နေဟိုအကြိုင်းနေမှာတစ်ခါတွေ့တာတွေ့တဲ့အခါမှာလည်းဒီတွေ့လုံးလေးစကားပြောပြီးတော့ပြန်လာဟိုသူ့စိတ်အတွင်းထဲမှာဘာရှိလဲကျွန်တော်မသိနိုင်ဘူးဒါပေမဲ့ကျွန်တော်အမြင်ပေါ့เนาะကျွန်တော်ဒီအရေးအခြေအနေတစ်ခုလုံးအခင်းချင်းတစ်ခုလုံးကိုကြုံကြည့်လိုက်ကျွန်တော်မြင်နေတာကတိုးတိုးဝင်လောင်ရဲ့ဟန်ဂါကျသွားပြီစာလောင်စိတ်ကျသွားပြီအဲ့ဒီဟန်ဂါကျသွားတာကဟိုဝမ်ချမ်းချမ်းရှင်မှာရှုံးပွဲတွေနောက်ပိုင်းမှာသူစိတ်ပိုင်းဆိုင်ရာနည်းနည်းထိသွားတာနဲ့လည်းဆိုင်လိမ့်မယ်တို့တို့အိုက်ထပ်ပို့ဆိုးတာက ထွန်းထွန်းမင်းအပြီးမှာသူခုနောက်ပိုင်းပွဲတွေမှာဟိုမလေးကျင်မဲ့ထိုးရလို့ကျွန်တော်မဆော့ဆွဲဘူးလေးကျင်တယ်ဒါပေမဲ့သူ့ရဲ့လေးကျင်တဲ့အခါမှာသူဟာဘလို့ပုံစံမျိုးနဲ့မှဆိုပြီးတော့ဟိုတရေရှင်လို့သဘောမထားတော့ဘူးအဲ့ကြောင့်မို့ဒီအောင်ခိုင်တဲ့ဝင်းလိုက်ပွဲကဒီပွဲမှာခလေးကကျွန်တော်တို့ဝင်းလိုက်ကိုကျွန်တော်နှိမ့်တယ်လို့ကျွန်တော်မပြောခြင်းဒါသူ့ထိုးပေါက်သူ့ထိုးပေါက်အောင်ခိုင်ကလည်းဒီလိုဝင်ပါပဲဝင်းလိုက်လည်းဒီလိုစောက်စောက်ပါအမြဲတမ်းလည်းကျွန်တော်တို့ဒီပုံစံမျိုးတွေ့ရတာပဲဒါပေမဲ့ကိုစုံကြီးပြောသူ့ကိုပဲဒီသူလည်းမစီဘူးဆိုတော့အမှန်တရား အခု farming time နဲ့ပွဲကျွန်တော်တော့ဟိုဒီပွဲတော့နိုင်မယ်ကျွန်တော်ထင်လာတာပါဗျာဘာလို့ဆိုတော့ဟိုဝင်းလိုင်းအနေနဲ့ဒီဟာပြောမှဆိုအရက်အစီကီလိုအစီမှန်လားပေါ့ကစားရတာလေဟုတ်တယ် तू ကအစားစားရအစီဟုတ်တယ်မလားဆိုတော့ okay မနိုင်ဘူးပေါ့မနိုင်တဲ့အခါကျတော့ဝင်းလိုင်းအနေနဲ့ဒီခါလေးကျတော့ဟိုပရိသတ်တွေပေါ့နော်ဒီစောင့်ကြည့်နေတဲ့အချိန်မှာဟိုတခုခုတော့လုတ်ပြစီခြင်းတာပေါ့ဟာသူ့ပရိသတ်အနေနဲ့ပြောရမှာဆိုရင် ဟုတ်ကြည့်ရင်ကြည့်ရင်လည်းအားမလို့အားမရဖြစ်လာတယ်။ဆိုတော့ကျွန်တော်တို့ကတိုးတိုးဝင်လိုက်ဟာဒီ game plan တစ်မျိုးတည်းကိုတစ်တလုံးကစားသွားတော့မှလားဒီလိုကြီးပဲကစားတော့မှတချို့ပွဲတွေမှာပြိုင်မဲ့အခြေအနေပေါ်မူတည်ပြီးတော့အဲဖွင့်တင်တာဖွင့်မယ်။ဆိုတော့ဒါမျိုးတွေကိုမြင်ရမှတကယ် next level ကိုရောက်တာလေ။ဆိုတော့တိုးတိုးဝင်လိုက်က counter သမားကောင်းတဦးဆိုတဲ့ဂုံပုတ်နဲ့ပဲဂျင်းနဲ့တော့မှလားဆိုတာမျိုးတွေတွေးစားဖြစ်လာတယ်။ခုနကဆရာပြောသွားတဲ့အဲထဲမှာပါတယ်။ ဆရာကဒီသွေးတစ်ကိုသွေးတစ်အနေနဲ့မမြင်ရတော့ဘူးသွေးတစ်စက်ကတဝက်လောက်ပဲပြင်ရတယ်ဆိုတဲ့ဟာမျိုးဆရာပြောသွားတယ်အဲ့တော့ကျွန်တော်အဲ့ဒါဆိုမေးစရာတစ်ခုဖြစ်လာတယ်အဲ့ဒါဆိုကျွန်တော်တို့သွေးတစ်စက်ကိုပြန်ပြီးတော့မြင်ရနိုင်လားမြင်ရဖို့အတွက်ဘာတွေလိုအပ်မလဲဘာတွေလောက်ရမလဲအဲ့ဒါလေးမေးအဲ့ဒါကိုဆိုရင်အဲ့ဒါကျွန်တော်မပြောတတ်ဘူးဗျာဒါကြတော့အဲ့ဒီတချို့အရာတွေကဟိုကျွန်တော်တို့အခုဒီ Mike Tyson ပေါ့နော် Tyson ကဒီ Joe Buster Douglas ကို91လုံးကတိုကျိုမှာရှုံးတယ် အရှုံးပြီးတဲ့နောက်မှာသူသူ့ကိုကျွန်တော်ပုံစံကောင်းတစ်ချို့ပြန်မြင်ရနောက်ပိုင်းထောင်ကျပြန်ထွက်လာတယ်ဖရန်ဆော့ကိုတော်ကိုပြန်နိုင်တယ်အတိုင်းဆန်ကိုအရင်လိုပြန်မြင်ရပြီလားဆိုပြီးတော့အဲစိတ်ထဲမှာကျွန်တော်တို့ခံစားရတယ်ဒါပေမဲ့အဲ့နောက်ပိုင်းဒီကျွန်တော်တို့ဘာလို့ရှုံးနေလဲနော်လူဝဲကိုရှုံးနေဟုတ်ကဲ့ကျွန်တော်တို့မိုက်တိုင်ဆန်ကိုကျွန်တော်ပြန်ကိုမမြင်ရတော့ဒါခါကျတော့အားကစားမှာကစိတ်ပိုင်းဆိုင်ရာအတက်ကိုရောက်နေတော့မှထိုးတက်ဖို့ကြိုးစားပြီးတော့အဲ့အဲ့အမြင့်မှာထိန်းထားရတဲ့အလုပ်ပါအခက်ခဲဆုံးအလုပ်ပဲအဲ့လုပ်ကိုမလုပ်ဘဲနဲ့ပြန်ကြပြီးသွားရင်ပြန်တက်ဖို့တော်တော်ခက်တယ် ဆိုတော့ဟိုကျွန်တော်ဒါကသိုးတယ်မလားဘယ်တော့မှပြန်မကောင်းလာပါဘူးလို့စွတ်စွဲတာမဟုတ်ဘူး။ဟိုသူ့အနေနဲ့ဆိုရင်အရင်လိုဟန်ဂါမျိုးအရင်လိုဆာလောင်မှုမျိုးအရင်လိုလုံနိုင်ကင်နေတာမျိုးအခုဆိုဝိတ်တောင်ပြန် short ချလို့မရဘူးဗျာ။ဆိုတော့သူ့အနေနဲ့အဲ့အလုပ်ကိုပဲအရင်လုပ်ကြည့်အောင်လို့ပဲကျွန်တော်ကပြောရမှာပဲ။ဟုတ်လားဒီသိုးတယ်ဝင်လာရင်ဟိုဖြစ်တင်တာသူ့အရင်ငါးပြီခွန်ခွဲ။ငါးပြီခွန်ခွဲသူရှိတင်တာကဒီကျွန်တော်ပြောရမှာပြည်တွင်းပွဲတွေမထိုးရင်လည်းမထိုးနဲ့တော့။ထိုးရင်လည်းဝိတ်ညှိပြီးတော့စနစ်ချထိုးကြ။ထိုးမရအောင်လည်းဖြစ်ဖြစ်ရာမန်ဖြစ်ဖြစ်အော်ရွှေရာမန်က 85ကီလိုလောက်ကြီးရောက်နေလို့80လောက်ကြီးရောက်နေလို့ငါတော့83 84နဲ့မထိုးနိုင်ဆိုတာမှန်တယ်အဲ့တော့ဒီ catch weight ပဲဖြစ်ဖြစ် weight down တစ်ခုမှညှိပြီးတော့ထိုးရင်ထိုးမထိုးရင်မထိုးလို့သာနေမှန်ပါတော့ကို့အကောင်းဆုံး shape မှာကိုနေပြီးတော့ဟိုနောက်ထပ် performance ကောင်းကောင်းနဲ့နော်သွေးသွေးဝင်လိုက်ကိုကျွန်တော်တို့ကျွန်တော်အမြင်ပြောရရင်ကိုစွန်ကြီးတော့လက်ခံမယ်လို့တော့ထင်ပါတယ်68ကီလိုတန်းလောက်တုန်းကဟုတ်ကျွန်တော်တို့90ပေါ့90အောက်မှာပေါ့လေ68 69လောက်မှာသွေးသွေးဝင်လိုက်ကိုမြင်ရတာကကျွန်တော်နှိုင်းရှင်လာတော့မဟုတ်ဘူး အဆင့်တူလို့လည်းမပြောကြအောင်တာဝန်ချိုင်းကိုမြင်ရသလိုပဲတာဝန်ချိုင်းအဆင့်လို့ကျွန်တော်မပြောဘူးတော့ဒါအဓိပ္ပာယ်ကောက်မလွဲဖို့လိုတယ်ဆိုတော့ဟိုမြန်မာပြည်မှာတာဝန်ချိုင်းလို့ကစားနိုင်သောကစားသမားပုံစံမျိုးကျွန်တော်တို့မြင်ခဲ့ရတာအခုကအဲ့လိုမဟုတ်တော့ဟုတ်အဲ့ဒါဆိုကျွန်တော်ဒီသွေးသွေးဝင်လိုက်အောင်ခိုင်းရန်နိုင်ထွန်းတခုတော့၃ယောက်စိုးနောင်ဦးကျွန်တော်သဘောကျတယ်ဒီဒီပွဲတွေထဲမှာစိုးနောင်အရင်ထဲကလည်းသဘောကျတယ်အာနဲ့ပွဲလည်းရှိတယ်အာကောင်းလည်းပွဲလည်းရှိတယ်အလားလားရှိတယ်လို့မြင်တယ်ပေါ့နော် အဲ့တော့ဝမ်းလိုက်ပါတော့လို့ဆိုတော့ကျွန်တော်ထုံးမရဲဘူးပါညာသူရိုးသားပါတယ်တကယ်တော့သူလုံးဝဆိုလုံးလို့ရတယ်အဲ့တော့သူနောက်ပွဲလေးလဲချက်ဝိုင်းနဲ့ပွဲအဲ့ကျွန်တော်တော့ဖြောင်းအပြည့်ပေးနိုင်တယ်ဟုတ်ကဲ့အဲ့အားလေးပြည့်သက်လဲတော်တော်ကြိုက်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ဒီ၃ရောင်ကြောင်လဲတုံသက်တာပွဲချောင်းဆိုတာလေသူတို့တွေရဲ့လက်ရှိအခြေအနေတွေ performance တွေပေါ့နော်ဆရာပြောသွားတာတော်တော်ပြည့်စုံပါတယ်ဒီအောင်ခိုင်းဝမ်းသွားမယ်မသွားဘူးဆိုတဲ့ကိစ္စမျိုးကတော့နောက်တစ်ပိုင်းပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါတွေကတော့သူ weight သူစူးစမ်းနေပါတယ်စူးစမ်းနေရတဲ့ကိစ္စတွေလေ အများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီတင်ဆက်မှုကိုပြည်သက်တွေအနေနဲ့ဟိုကျင်းနိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်အစီအစဉ်တွေမှာကျွန်တော်တို့ပြန်လည်ဆောင်ရွက်ကြတာပါဖြစ်ပါပါခင်ဗျာဟုတ်